အကြောင်းမဲ့လူကြိုက်များခဲ့တဲ့မြို့ပြ live stream ဒီနေ့ခင်မှာ live stream တွေဟာဂိမ်းတွေသတင်းတွေဒါမှမဟုတ်ဖျော်ဖြေပွဲတွေအတွက်လူကြည့်များပါတယ်။ဒါပေမဲ့ကားတွေသွားလာနေတဲ့လမ်းမကြီးတစ်ခုကိုသာရိုက်ကူးထားတဲ့ live stream တစ်ခုကိုလူထောင်ပေါင်းများစွာကအာရုံစူးစိုက်ကြည့်နေတယ်ဆိုရင်သင်တို့ယုံနိုင်မှာမလား။အမေရိကန်ကမျိုးငယ်လေးတစ်မျိုးရဲ့ရိုးရှင်းတဲ့လမ်းတောင်တနည်းအားဟာဘာအကြောင်းရမှမရှိဘဲနဲ့ကဘာတဝမ်းကအင်တာနက်သုံးဆွဲသူတွေကိုဘယ်လိုများဆွဲဆောင်နိုင်ခဲ့တာပါလဲ။ ဒီဖြစ်ရပ်ကအင်တာနက်ရဲ့ထူးဆန်းပြီးခန့်မှန်းရခဲ့ပါတယ်။ဒီဖြစ်စဉ်က2016ခုနှစ်ဝန်းကျင်ကစတင်ခဲ့တာဖြစ်ပြီးအမေရိကန်နိုင်ငံရဲ့နာမည်မကြီးတဲ့မျိုးလေးတစ်ခုကလမ်းတောင်တစ်ခုကို24နာရီပတ်လုံးထုတ်လွှင့်နေတဲ့ Wakhan Livestream တစ်ခုဖြစ်ခဲ့ပါတယ်။ထုတ်လွှင့်မှုတွေထဲမှာထူးထူးခြားခြားဘာမှမရှိပါဘူး။မိုးရွာနေတာ၊ကားတွေခိုက်မောင်းနေနေတာ၊လမ်းဘေးမီးပွိုင်တွေလင်းနေတာ၊စတဲ့မျိုးပြရဲ့နှစ်စဉ်လှုပ်ရှားမှုတွေတာမန်မြင်ကွင်းနေတာပေါ်ဝင်ပါတယ်။ကြီးကျယ်ခမ်းနားတဲ့အဖြစ်ပြက်စိတ်လှုပ်ရှားစရာခိုက်တန်တစ်ခုမှမရှိပေမဲ့လေဒီ Livestream ဟာ တချိန်ထဲမှာကြီးရှုသူထောင်ပေါင်းများစွာအမြင်ရှိနေခဲ့ပါတယ်။တချို့ကြီးရှုသူတွေကတော့လမ်းပေါ်မှာကားပါကင်ထိုးတဲ့ပုံစံ၊လူတွေဝစ်စားစင်ရင်ပုံစံ၊စတဲ့သေးသေးအချက်လက်တွေကိုစောင့်ကြည့်ပြီးမှမှတ်ချက်တွေပေးကဆွေးနွေးနေခဲ့ကြတာပါ။ဒီလိုအကြောင်းမဲ့ live stream တစ်ခုလူကြီးများရခြင်းရဲ့နောက်ွယ်ကတကယ်လက်တယ်ကတော့ YouTube ရဲ့ algorithm ပဲဖြစ်ပါတယ်။အဲ့ဒီချိန်က YouTube က live screen တွေကိုပို့ပြီးမြင့်နေပေးတဲ့ policy အစ်စ်ကိုစမ်းသပ်နေခဲ့ပါတယ်။ရလဲအနေနဲ့ ။ဒီတာမန်မြို့ပြ live stream ဟာလူများစွာရဲ့ home page ရဲ့အကြံပြုစာရင်းထဲကိုအလိုလျောက်ရောက်ရှိသွားခဲ့တာပါ။ဂျီရှူသူတွေဟာသူတို့ဘာကြောင့်ဒီ stream ကိုမြင်နေရလဲဆိုတာမသိကြပေမဲ့လူထောင်ကြီးကြည့်နေတာကိုမြင်တော့ဘာများထူးခြားနေတာလဲဆိုတဲ့သိကျင်စိတ်နဲ့ဝင်ကြည့်ခဲ့ကြပါတယ်။ဒီလိုဝင်ကြည့်မှုတွေများလာတော့ algorithm ကဒီ channel ကိုပိုရေးကြည့်တဲ့အကြောင်းအရာလို့မှတ်ယူပြီး feedback loop ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်ရဟာ digital ခေတ်ရဲ့ရည်ရွယ်ကောင်းတဲ့ဖြစ်ရတစ်ခုပါ။ထူးခြားတဲ့အရာတွေသာလူကြိုက်များလာမှာမဟုတ်ပဲ နည်းပညာစနစ်တခုရဲ့အပြောင်းအလဲတခုကတာမန်အရာတခုကိုတောင်ကဘာကျော်စေနိုင်တယ်ဆိုတာကိုသက်သေပြသခဲ့ပါတယ်။အင်တာနက်ပိသက်တွေဟာဘာရည်ရွယ်ချက်မှမရှိဘဲနဲ့တယောက်ကိုတယောက်ဘာကြောင့်ကြည့်နေလဲဆိုတာကိုမေးမြန်းရင်းနဲ့သူတို့ရဲ့ကိုယ်ပိုင် community ကိုဖန်တီးကြတာလည်းဖြစ်ပါတယ်။လူချင်းမင်းတို့ကဒီလိုမျိုးအကြောင်းရမဲ့ live stream တွေကိုကြည့်ပူခဲ့ပါသလား။ကိုယ့်ရဲ့အမြင်တွေကိုကွန်မန့်မှာရေးပေးခဲ့ပြီးဒီလိုအဖြစ်အပျက်တွေဟာဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုတာကိုဝေဖန်ဆွေးနွေးပေးခဲ့ကြပါဦး။